โอเคအားလုံးမင်္ဂလာပါခင်ဗျာကိုငါတို့မညာကားစီဆန္ဒနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဟုတ်ကဲ့ဒီကနေ့မှာတော့ကျွန်တော်တို့စီမှာရနိုင်တဲ့ကားလေးနဲ့အတူအဲ့ကားလေးတွေရဲ့ဈေးနှုန်းလေးတွေကိုပြောပြပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့စီမှာအရင်ဆုံးအရှိမမြင်တင်နေရတာတော့ Honda Fit ပြန်ပေးကြတဲ့ကားချစ်သူမိတ်ဆွေများအတွက် Honda Fit G စီလေးပဲဖြစ်ပါတယ်ဗျာမော်ရီအနေနဲ့မော်ရီ2010အင်ဂျင်ပါဝါ 1.3C နဲ့ရရှိမှာဖြစ်ပါတယ်တော့ 7K ရန်ကုန်လိုင်းစင်းနဲ့ရရှိမှာဗျာဒီကားလေးကိုရောင်းချပေးမယ့်ဈေးနှုန်းလေးကတော့ ကျွန်တော်သိန်း900ဝန်းကျင်လေးမှာညှိနှိုင်းပြီးတော့ရောင်းချပြီးမှာဖြစ်ပါတယ်။နောက်ဆက်ဂျပန်ကတစ်စီးတည်းကမေးကြတဲ့ကတ်ချစ်တင်ပေးဆိုတဲ့အတော်ကတော့ကျွန်တော်စီမံဒီဇိုင်း cost kind ဆိုတဲ့ကာလီဘဖြစ်ပါတယ်ဗျ။ဒီကားလေးကဆိုတော့ Mori ရနေတယ်2015အော် engine power 1.0တာဝန်နဲ့ရရှိပြီဗျ။ကျွန်တော်ဒီကားလေးကိုရောင်းချပြီးမယ်ရှင်လုံးလေးကတော့သိန်း1100ဝန်းကျင်မှာကျွန်တော်ညှိနှိုင်းပြီးတော့ရောင်းချပြီးမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့နောက်တက်တက်မှန်ပြီးလို့ရှိတာကတော့ကျွန်တော် check တက် ကျွန်တော်တို့ရအမိကြတဲ့ကချစ်သူမျိုးဆွေများတော့ကတော့ကျွန်တော် SMP ပေါ့နော်ကျွန်တော်တို့မော်ရီယန်နေမော်2020 2S MD1 license နဲ့ရရှိမယ်ဗျရောင်းချပြီးမယ်ဇင်းလုံးတွေကတော့ကျွန်တော်တို့3100ဝန်းကျင်မှာကျွန်တော်ရှင်းနိုင်ပြီးတော့ရောင်းချပြီးမှာဖြစ်ပါတယ်ဘာလို့ဗျကျွန်တော်နောက်မှာဆိုတော့ကျွန်တော်ကားလေးရှိအောင်မယ်ဗျကျွန်တော် EV ကားတွေကမိကြတဲ့ကချစ်သူမျိုးဆွေများတော့ကလည်းကျွန်တော်တိုင်ယာ ES1 ဇီးလေးရှိမယ်ဗျကျွန်တော်မော်ဒယ်2023ကျွန်တော်ကီလိုလေးအနေနဲ့ကတော့ကျွန်တော် rate 330 km ကျွန်တော်တောလိုက်ရမှာကြာ ရောင်းချရမယ့်ဇီလုံးလေးကတော့ကျွန်တော်တို့600ကျော်မနှိမ့်နိုင်ပြီးတော့ရောင်းချရမှာဖြစ်ပါတယ်ကျွန်တော်တို့စီစားလေးတတ်တာချင်းနေဆိုရယ်ကာချစ်သူမိတ်ဆွေများတို့ကတော့6 plus spec ကားလေးပဲဖြစ်ပါတယ်ကျွန်တော်မော်ဒယ်2018ကျွန်တော်တို့ AT grade မှာ fully grade ဖြစ်သွားမှာပြရောင်းချရမယ့်ဇီလုံးလေးကတော့300အောက်လေးမှာနှိမ့်နိုင်ပြီးတော့ရောင်းချရမှာဖြစ်ပါတယ်ဗျโอเคနောက်ထပ်ဂျပန်ကားအောင်မှာကျွန်တော်တို့အောက်ဘက်မြစ်စီးရတဲ့ကတ်ချစ်တိမိတ်ဆွေများတို့ကတိုတာရဖူးလေးရှိမယ်ဗျမော်ဒယ်2001အင်ဂျင်ပါဝါ2 20 4V ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ကျွန်တော်ရောင်းချရမယ့်ဇင်လုံးလေးကတော့3600ကျော်လေးမှညှိနှိုင်းပြီးတော့ရောင်းချရမှာဖြစ်ပါတယ်ဗျ။ဒါကတော့ကျွန်တော်တို့ဒီ channel မှာတစ်ထဲမှာရှိတဲ့ကားလေးပေါ့နော်။ကျွန်တော်ဟိုဘက် channel မှာဆိုလည်းကျွန်တော်တခြားကားလေးတော့ကျွန်တော်ရှိအောင်ပဲဗျ။ဟုတ်ကဲ့ကျွန်တော်ဟိုဘက် channel ကားလေးကျွန်တော်လိုက်လံပြီးပြသရမယ်ဗျ။မင်္ဂလာပါဗျဒါကတော့ကျွန်တော်တို့ showroom number 2 channel number 2လေးပဲဖြစ်ပါတယ်ခင်ဗျာဟိုဒီကားထဲမှာဆိုတော့ကျွန်တော်တို့အောက်ပိုင်းမြင်ကျွန်တော် China brand လို့ကားမျိုးလေးတွေကျွန်တော်တို့ထားရှိတာပဲဖြစ်ပါတယ်ဗျာ တော့ဒီဘက်မှာဆိုရင်ချန်ကန် CSMB5 plan ကားလေးရှိမယ်ဗျမော်ရီယာအနေနဲ့မော်ရီ2021တော့ engine power အနေနဲ့115တာဘူးနဲ့ရရှိမယ်ကျွန်တော်တို့ရောင်းချပေးမယ့်စင်းလုံးလေးက1400ကျော်လေးမှာကျွန်တော်ညီနိုင်ပြီးတော့ရောင်းချရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဘက်မှာဆိုရင်တော့ကျွန်တော်ကလူကလူကလေးကိုကျွန်တော်တို့မနေ့ကပဲကျွန်တော်ဆင်းရရရှိပြီးသွားတဲ့ကားလေးပဲဖြစ်ပါတယ်ကျွန်တော်ဒီဘက်မှာဆိုရင်တော့ parking power ကြိုက်တယ်ဆိုတော့ mix တွေအသစ်ဆက်ဆက်ကိုမှကြိုက်တယ်ဆိုတော့ mix တွေများအတွက် sinofa vgv ဆိုတဲ့ကားလေးရှိမယ်ကြောက် ကျွန်တော်နောက်ဆုံးနံပါတ်ရမယ်ရန်ကုန်လိုင်းစင်ကျွန်တော်ဝေဝေယူသူအမိကောင်းနဲ့ကျွန်တော်ရရှိမဲ့ကားလေးပဲဖြစ်ပါတယ်ဆိုရောင်းချပေးမဲ့ဇင်းလုံးလေးကတော့3800ဝန်းကျင်မှာနှိမ့်နိုင်ပြီးတော့ရောင်းချရမှာဖြစ်ပါတယ်ဗျကျွန်တော်ဒီပပေးမှာဆိုရင်ချက်တော့ပေါ့နော်ကျွန်တော်စုမှာချက်တော့ဆိုရယ်ခုနကပြတ်သားဝရတာကချက်တော့ XMD ရွှေရောင်လေးပေါ့နော်ဒီဟာလေးကတော့ချက်တော့895ကျွန်တော်တို့ခုံတုံးတန်း Modern 2022 engine power အနေနဲ့1.5 tower နဲ့ရရှိမယ် တော့ရောင်းချရမယ့်ဇင်းလုံးရဲ့3500ကျော်မှညှိနှိုင်းပြီးတော့ရောင်းချရမှာဖြစ်ပါတယ်ဗျ။တော့ဒီမှာဆိုလည်းကျွန်တော်3500အောင်မှာကျွန်တော်ညှိနှိုင်းပြီးတော့အာ3500အောင်မှာမေးကြတဲ့ကားချစ်သူမိတ်ဆွေများအတွက် Suzuki Chaplet လीပေါ့နော်ကျွန်တော်ဂျပန်ကမော်ဒယ်ရနေတဲ့မော်ဒယ်2017 engine power 1.3 3900ဝန်းကျင်မှာပေးကြတဲ့ကာချီဇူမီဆွေများတို့ကဂျပန်ကားပေါ့နော်ကျွန်တော်စီစားတဲ့တတ်တာအမယ်အင်ဂျင်ပါဝါနဲ့ရမ်မကြီးဘူးဆိုတော့ပေးဆွေများတို့ကတော့ Suzuki Chaplet လေးရှိနေပြ။ Orion နဲ့ Model တော့အင်ဂျင်ပါဝါအနေနဲ့1.3နဲ့ရရှိမယ်။ရောင်းချရမယ့်စီးနှုန်းလေးကတော့ကျွန်တော်တို့385သိန်းမှညှိနှိုင်းပြီးတော့ရောင်းချရမှာဖြစ်ပါတယ်။တော့ဒီဘက်မှာဆိုလေကျွန်တော်တို့ China brand နဲ့အရမ်းမှာကျွန်တော်နာမည်ရှိ brand ဖြစ်တယ်ကျွန်တော် Japan နီကောင်းတဲ့ brand ပေါ့နော် GAC GS4 လေးဗျကျွန်တော် Moray ရနေတဲ့ model 2016 engine power အနေနဲ့1.5 tower ဝင်ရရှိတယ်ဗျကျွန်တော်ရောင်းချရမယ့်စီးနှုန်းလေးကတော့3980မှာညှိနှိုင်းပြီးတော့ရောင်းချရမှာဖြစ်ပါတယ် ော့ဒီဘက်ဘေးမှာဆိုလဲကျွန်တော် Soy GA7 လေးရှိမယ်ဗျ Soy GA7 ဆိုရွေးချယ်စရာ၂စီးရှိမယ်အဲဒီဘက်ကကားလေးကကျွန်တော်အဖြူရောင်ကျွန်တော်တို့ model 2020ပေါ့နော် 1R ရန်ကုန်လေးစင်းရရှိမယ်ဒီဘက်မှာဆို model 2019တော့အတွင်းကအတွင်းကအနည်းနဲ့ရရှိတယ်ဗျာနော်တော့ဒီဘက်မှာဆိုလဲကျွန်တော်အတွင်းကအမဲဗျတောင်းချိုင်းမဲ့ဇီလုံးလေးတွေကတော့တော့အဖြူရောင်အာဒီအဖြူရောင်လေးကိုပေါ့နော်3100ကျော်မှာညှိနှိုင်းပြီးတော့ရောင်းချပေးမယ်ကျွန်တော်တို့ဒီဘေးကကားလေးကတော့3100အောက် သိန်း1000ကျော်လေးမှာကျွန်တော်ညှိနှိုင်းပြီးတော့ရောင်းချရမယ်ဗျာကျွန်တော်တို့ China brand ဆိုရင်လည်း Japan engine Japan gear ပေါင်းနဲ့ရရှိမဲ့ကားလေးတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီဘက်မှာဆိုလဲ Sinova D90 ကျွန်တော်တို့ model မြင့်မြင့်ကျွန်တော်တို့ grade မြင့်မြင့်ပေါ့နော်ကျွန်တော် fashion ဆုံဆုံလေးနဲ့ကျွန်တော်စီးရမဲ့ကားလေးတွေဗျာကျွန်တော် Sinova D90 နှစ်စီးပဲဖြစ်ပါတယ်အဲဒီဘက်ကဘေးကအနီရောင်လေးကတော့ကျွန်တော် 9R monline scene နဲ့ရရှိမဲ့ဗျာနော် model ကြီးအနေနဲ့ကတော့နှစ်စီးတော့ model 2020တွေပဲ engine power နဲ့5.5 turbo တွေပဲဗျာ ရဘေးရကားလေးကတော့ကျွန်တော်အနီရောင်လေးရရှဲလေးရချိန်ထားတယ်ဒါပေမဲ့သူ့ရဲ့ original ရှဲလေးရတယ်အနောက်မှာပါအောင်ပဲဗျာနော်တောင်းချပေးမယ့်ဇင်းလုံးတွေကကျွန်တော်3900ကျော်မှညှိနှိုင်းပြီးတော့ရောင်းချပေးမယ်ရဘေးရကားလေးလည်းကျွန်တော်3900ကျော်မှညှိနှိုင်းပြီးတော့ရောင်းချပေးမှာဖြစ်ပါတယ်ကျွန်တော်စီနိုမဒီ90ကားလေးဗျာအာလေသာစီးရဖြစ်သွားမယ်115တာဝန်နဲ့ရရှိမယ်ဘေးမှာ blind spot တွေပါသွားမယ် တော့ 360D ကင်မရာပဲပါဝင်မှာကားလေးပဲဖြစ်ပါတယ်ဗျာ။ရောင်းချရမယ့်ဇီနုံးလေးကတော့ဒီဘက်ကအနီရောင်လေးကလည်း3900ကျော်ဒီဘက်ကဆေးဘကာလာလေးကလည်း3900ကျော်မှာညီနိုင်ပြီးတော့ရောင်းချရမှာဖြစ်ပါတယ်။အဲနောက်ဆုံးကျတဲ့တက်စီလေးကတော့ Harvey H2 ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဗျာ။ဒါလေးကတော့ Harvey H2 ဒီပါ။ Model E ကနေနဲ့ Model 2021 engine power အနေနဲ့5.5 liter ဝင်နေရရှိမှာဗျာ။ကျွန်တော်တို့စစ်အားဘိုးတိုင်းစင်နဲ့ရရှိမှာဗျာ။ Harvey ဆိုတာလည်းကျွန်တော် China brand မှာနာမည်ရှိတဲ့ brand တစ်ခုပဲပေါ့နော်။ အဲရောင်းချရမယ့်ဇီနုံတွေကတော့တိန်း980မှာညှိနှိုင်းပြီးတော့ရောင်းချရမှာဖြစ်ပါတယ် Harvey H2 တွေပါပဲကြာကျွန်တော်ဒါကတော့ကျွန်တော်ဒီကိုမုံကားမျိုးကားစီဆန်တာမှာအခုလက်ရှိ update ရရှိနိုင်တဲ့ကားလေးပဲဖြစ်ပါတယ်နောက်ထပ်ပြီးတော့လည်းကျွန်တော်စတောဆိုအမဲတွေကရအောင်မယ်ဗျာနော်ကျွန်တော်စတောတွေက major တဲ့ကားချစ်သူမိတ်ဆွေများတော့လည်းစတောအမဲရှိမယ်ပြီးရင်ခုံသုံးသန်းဆိုရင်ကျွန်တော် Avanza လိုကားမျိုးလေးလည်းကျွန်တော်ထပ်မံပြီးရောက်ရှိဖို့ရှိပါသေးတယ်ဗျဟုတ်ကဲ့အားလုံးရှင်လန်းချမ်းမြေ့ကြပါလေခင်ဗျာ